အဲ့ဒီသင်္ကန်းကသူ့ရဲ့အမကလှူထားတာသင်္ကန်းကအသားလည်းအရန်ကောင်းနေသူကိုယ်တိုင်လည်းအရန်သဘောကျတယ်ဒါကြောင့်အဲ့ဒီသင်္ကန်းလေးကိုသူ့အကူချုပ်သူကိုယ်တိုင်ချုပ်သူကိုယ်တိုင်တစ်ခေါက်တည်းနဲ့ဆိုးဘုရားလက်ထက်ကတစ်ခေါက်ပဲဆိုးရတာကိုအကုန်လုံးချုပ်ဆိုးပြီးပြီဆိုတော့မှသင်္ကန်းလေးတတ်တတ်ရရရှော်ခေါက်ခက်ပြီးတော့အိယာဘေးလေးမှာချပြီးတော့အိတ်တယ်စိတ်ကူကဘာလဲဆိုတော့မနဲ့လင်းရင်ငါဒီသင်္ကန်းကိုဝင့်မယ်သင်္ကန်းရဲ့ပေါ်မှာနည်းနည်းလေးဥပါဒံလေးတော့မပြောသလောက်လေးကပ်နေတယ်ပေါ့နော် ဓာတုများပစ္စည်းကိုမတရားလိုချင်တဲ့လောဘလည်းမဟုတ်ပါဘူး။ဘာမှပြောပါလောက်တဲ့လောဘမဟုတ်ဘူး။ကိုယ့်ပစ္စည်းကိုယ့်ဟာကိုယ်ဟိုမနဲ့ကြရင်ဝင့်မယ်ဆိုတဲ့စိတ်။ဟုတ်လား။မနဲ့ကြရင်ဝင့်မယ်ဆိုတဲ့စိတ်ကူးနဲ့အိတ်တယ်။ဒါပေမဲ့ဘဝကဘလောက်မသေးကြလဲဆိုတော့မနဲ့ကြတော့သူနိုးထခွင့်မရှိတော့ဘူး။ငါမနဲ့ကြရင်မနိုးရတော့ဘူးလို့သူမသိဘူးလေ။တော်တော်ပုံမှန်ပဲပေါ့။မနဲ့ကြရင်ဒီသင်္ကန်းဝင့်မယ်။အဲ့ဒါညာတွင်ချင်းရုပ်တရက်ဖြစ်တဲ့ယောဂါကြောင့်ပြန်တော်မူရရှာတယ်။ဟုတ်လား။ ဲ့ပြန်တော်မူသွားပြီဆိုတော့ဒီသင်္ကန်းရဲ့အပေါ်မှာမက်နေတဲ့လောဘလေးကလက်လက်ဆက်ဆက်ဖြစ်နေတာဟုတ်လားအဲ့ဒီလောဘလေးကမင်းဒီသင်္ကန်းကိုမက်လာတဲ့ကောင်မင်းအဲ့ဒီသင်္ကန်းထဲသွားလို့ပို့လိုက်တယ်လို့ပဲအဲ့ဒီသင်္ကန်းကောက်ထဲမှာပါသွားဖြစ်တယ်တန်းသွားဖြစ်တယ်တန်းကတက္ကဝါကြီးတွေရဲ့ခေါင်းမှာကြားတဲ့တန်းမျိုးမဟုတ်ဘူးပြိတ္တာတန်းနဲ့ကမ္မစိတ်တိကံတကူအနှဲငယ်ရှိတယ်ဒါကြောင့်တချို့ကိစ္စကိုသူမြင်နိုင်တယ်ကြားနိုင်တယ်ပေါ့အဲ့ဒါအဲ့ဒီသင်္ကန်းသင်္ကန်းကောက်ထဲမှာဖြစ်နေတာဘယ်သူမှမသိဘူး တော့ဒီသင်္ကန်းကပိုင်ရှင်ရပြန်တော်မူသွားပြီဆိုတော့သူနာပြုတဲ့ယဟန်လည်းမရှိတော့တန်ဃာတွေကဒါတန်ဂိကသင်္ကန်းဖြစ်သွားပြီဆိုတော့တန်ဃာတွေကိုဝေဖန်ကြတာပေါ့ဘေဖုံးကြီးကိုပေးမယ်ပဲတန်ဃာယူမယ်ပေါ့အဲ့လိုမျိုးဝေဖန်တိကပြုကြတဲ့အခါကျတော့အဲ့ဒီတန်ကြီးကသင်္ကန်းကောက်ထဲကနေပြီးတော့ငါပစ္စည်းကိုဘုံကြီးတွေလုနေကြတယ်လို့အော်ဟင်းရင်နဲ့ပြေးနေတယ်တဲ့အဲ့ဒီသင်္ကန်းကောက်ထဲမှာပတ်ပြီးတော့ပြေးနေတာအော်စရာကောင်းတယ်နော်လောဘဆိုတာဖြစ်ရတာကလွယ်တာဖြစ်ရှင်းရတာအရန်ခက်တယ်ဆိုတာလေးကိုတစ်ချက်လောက်စဉ်းစားမိဖို့ဟုတ်လား ဘာမှဆိုးရတဲ့လောဘကြီးလည်းမဟုတ်ပါဘူးကိုယ်တင်ငန်လေးကိုဝှက်မယ်လို့တွေးလိုက်တဲ့သဘောလေးပဲဟုတ်လားဒါမှမဖြစ်သွားတော့တမ်းဖြစ်သွားတယ်အဲ့ဒီမှာသူ့ရဲ့အော်ဟစ်တဲ့အတန်ကိုမြတ်စွာဘုရားကဒိဗ္ဗသောတာအဘိညာဉ်နဲ့ကြားတော်မူတဲ့အတွက်ကြောင့်ရှင်အနန္ဒာကိုဆစ်လွတ်ပြီးတော့တန်ဃာတွေကိုတားခတ်ရတယ်ဒီတင်ငန်ကိုခုနှစ်ရက်ပြည့်မှာဘယ်သူမှမကင်စီဘူးအဲ့ဒါရှင်အနန္ဒာသွားတားရတယ်ယဟန်တွေကိုပြင်မာတဲ့စိတ်နဲ့မြန်သေရင်အဲ့ဒီတန်ကြီးငရဲရောက်သွားမှာဆိုလို့တဲ့ မြတ်စွာဘုရားတိဟုသောအမိကောင်းရှိလို့သာတော်သေးရနော်အဲ့ဒါခုနှစ်ရက်အတွင်းမှာသူသေးတယ်အရိတန်သေးတဲ့အခါကျတော့တုတိတာနဲ့ပြည်ရောက်တသက်လုံးပြည်ပြည်စင်စင်ကောင်းကောင်းမွန်မွန်နေခဲ့တာဆိုတော့လိမ့်လိမ့်လေးလေးကြီးတော့ဒုက္ခရောက်ကြကြောင်းမရှိပါဘူး